အလုံးမမင်္ဂလာပါအငင်းမြ education မှာလည်းနေတင်ချမတင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်း7ရဲ့ lesson 14ပဲဖြစ်ပါတယ်ကျွန်တော်ပုတ်စံနံပါတ်4ရဲ့နံပါတ်ခါခွေးကိုဆက်လက်လေ့လာလိုက်ရအောင်ပါနံပါတ်ခါခွေးမှာဆိုရင်3.4နဲ့1.6ဆိုပြီးအပိုင်းကိန်းနှစ်ခုပေးထားပါတယ်ထို့အပိုင်းကိန်းနှစ်ခုကို ပိုင်းကြီးညှိပြီးဖော်ပြခိုင်းတာပဲဖြစ်ပါတယ်3.4နဲ့1.6ကိုပိုင်းကြီးညှိမယ်ဆိုရင်ပုံပိုင်းကြီးဆက်လို့ထွဲထားပေးရမှာဖြစ်ပါတယ်။ပိုင်းကြီးကိုထွင်းနေမြောက်ရင်ပိုင်းဝေးကိုလည်းထွင်းနေမြောက်ပါတယ်။ရရှိလာတော့တန်မိုးသည်9.0မိုင်ထွဲပဲဖြစ်ပါတယ်။ပိုင်းကြီးကိုထွင်းနေမြောက်ရင်ပိုင်းဝေးကိုလည်းထွင်းနေမြောက်ပါတယ်။ရရှိလာတော့တန်မိုးသည်2.0မိုင်ထွဲပဲဖြစ်ပါတယ်။ပိုင်းကြီးညှိလို့ရရှိလာတော့တန်မိုးကို ပြောပါဆိုရင်9.0မိုင်ထွဲနဲ့2.0မိုင်ထွဲပဲဖြစ်ပါတယ်။ပိုင်းကြီးတွေတူရင် ပိုင်းဝေကိုဆရာတို့နှိုင်းရှင်လို့ရပါတယ်ပိုင်းဝေတန်မှုသည် ကြီးတဲ့ကိန်းကပိုကြီးပါတယ်ဒါတွေကိုလည်းဆရာတို့သိထားပါမယ်ထို့ကြောင့်နှိုင်းမိုင်ထွဲနဲ့ချူးပိုင်ထွဲညီသည့်အပိုင်းကိန်းကကြီးတယ်လဲဆိုရင်နှိုင်းမိုင်ထွဲကကြီးပါတယ်ဒီနေ့တင်ကြပေးခဲ့တဲ့တင်ကြိုင်လန်စင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ